္ဂလာပါရှင်။တနင်္လာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီအစီအစဉ်ကိုဒဝဲဝက်အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းမြို့နယ်ဝင်းဝါနယ်ဝင်းကဖော်ကျွဲချံရွာတွေကိုစစ်ကောင်စီတပ်က လေရင်နဲ့ဘုံကျဲတဲ့သတင်းဘိတ်တဝဲကားလမ်းကိုညဖက်ဖျက်ခွင်တရချောင်းပကဖပိတ်လိုက်တဲ့သတင်းဘိတ်တဝဲကားလမ်းတိုက်ပွဲကြောင့်ရေလန်းကသွားတဲ့သူတွေပိုများလာတဲ့သတင်း မိမကြက်ဥတလုံးကိုတထောင်ဝင်းကျင်အထိဖြစ်လာတဲ့အကြောင်းဒဝဲရွှေတစင်သဲခုရိတ်တာမီးလောင်ခဲ့တဲ့တဲ့ထိုင်းတောင်ပိုင်းမှာရဲဘတ်သုံးလင်းရင်ငယ်ပြက်ကြပြီးတော့ရဲမူကြီးအပါဝင်ရဲငါဦးသေဆုံးတဲ့တဲ့စူရထာနီက ထိုင်းမြန်မာစာတင်ကျောင်းမှာကြောင်းအပ်လက်ခံနေတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ် တရချောင်းမြို့နယ်အောက်ဖက်ဒဝဲဘိတ်သွာကားလမ်းပေါ်ကဝင်းဝနယ်မြေရဲစခန်းအနီးဝင်းကျင်နဲ့ဝင်းကပ်ဖော်ကျွဲချံကျေးရွာတွေကိုစစ်ကောင်စီတပ်ကဧပြီလ25ရက်ဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဧပြီလ24ရက်မနေ့ကည9နာရီခန့်ကနေည17နာရီခန့်အထိဝင်းဝစခန်းမှာနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာကနက်တီတီကြေးရွာအနီးပင်လယ်ပြင်ကစစ်ကောင်စီစစ်သည်မော့ကလည်းဝင်းဝစခန်းအနီးဝင်းကျင်နဲ့တဲချောင်းသားဂုံရင်းစိတ်ရွာတွေဖက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ဒီကနေ့မနက်မှာနှစ်ဖက်ပစ်ခတ်မှု မရှိတော့ပေမဲ့ဆယ်နာရီခွဲဝင်းကျင်မှာစစ်ကောင်စီတပ်ကဝင်းဝနယ်မြေရဲစခန်းအနီးဝင်းကျင်ကို KHW တိုက်လေရင်နဲ့ဘုံသုံးလုံးကျဲချတိုက်ခိုက်ခဲ့ပါဗျ။ဒါအပြင်မနက်7:38မိနစ်လောက်မှာ တောင်ပြောင်တိုက်နယ်အတွင်းကဝင်းကဖော်နဲ့ကျွဲချံရွာတွေထဲကိုဘုံသုံးလုံးထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံမျိုးသားတဦးကပြောပါရယ်။လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာအပြင်လေရင်ပေါ်ကနေဆက်တနက်နဲ့ပါလှည့်ပတ်ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်။ဝင်းဝစကန်အနီလေကြောင်းတိုက်ခိုက်ခံရမှုမှာလူထိခိုက်မှုရှိတယ်လို့ကြားရပေမဲ့အတိမပြုတ်နိုင်သေးပါဘူး။ဝင်းကဖော်ရွာနဲ့ကျွဲချံရွာလေကြောင်းတိုက်ခိုက်မှုမှာတော့လူထိခိုက်မှုမရှိဘူးလို့သိရပါရယ်။ ဝင်းဝနိုင်မြေရဲစခန်းကိုကရင်မျိုးသားလွမြောက်ရေးတပ် KNL နဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တွေကဧပြီလ18ရက်ကစတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ဟာတိုက်ပွဲစုံအနီးကကျေးရွာတွေဖြစ်တဲ့ဝင်းဝမင်းတပ်တဲချောင်းသားကျေးရွာတွေအပြင်တိုက်ပွဲစုံအတွင်းမှာမရှိတဲ့ရငဲချောင်းဝပြင်ဝင်းကဖော်ကျွဲချံကျေးရွာတွေကိုပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။ဧပြီလ19ရက်ကလေကြောင်းတိုက်ခိုက်မှုကြောင့်ရငဲရွာက မြေဖို့နှစ်ဦးသေဆုံးပြီးလေးဦးဒဏ်ရာရခဲ့ပါတယ်။ဧပြီလ23ရက်ကလည်းတိုက်ပွဲဖြစ်ပွားတာမရှိပဲတဝက်အရှိတော်ဒေတာကတောင်သုံးလုံးရွာတဲကိုဘုံကျဲတိုက်ခတ်ခဲ့တာကြောင့်တောင်သုံးလုံးရွာက အသက်30ကျော်အရွယ်ကိုဤစာသေဆုံးခဲ့ပါတယ်။နှစ်ဖက်တိုက်ပွဲနဲ့လေးချောင်းတိုက်ခတ်မှုတွေကြောင့်တဝက်ဘိတ်ကလန်ပိတ်ထားပြီးဝင်းဝမင်းတက်တဲချောင်းသားချောင်းဝပြင်ကုံရင်းစိတ်ရငဲကမ္လိုင်ကျွဲမင်းကုံအပါဝင် ကျေးရွာဆဲရွာခန့်ကဒေသခံတွေရွာလုံးကျွနီးပါးထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဘိတ်တဝဲသွားကားလမ်းဖြစ်တဲ့အမတ်ရှိပြည်တော်စုကားလမ်းမကြီးကိုညဖက်ဖြတ်တန်းသွားလာခွင့်ဧပြီလ24ရက်ကစတင်ကရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့တရချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကဒီကနေ့ဧပြီလ25ရက်မှာအတိပေးချက်ထုတ်ပြန်လာပါတယ်။ တရချောင်းမြို့နယ်အောက်ပိုင်းမှာစစ်ကောင်စီတပ်နဲ့တော်လန်ရေးပူပေါင်းတပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်တိုက်ပွဲဧရိယာအတွင်းမှာရှိတဲ့ဗိတ်တဝဲအမှတ်ရှိပြည်တော်စု ကာလမကြီးကိုည9နာရီကနေမနက်9နာရီအတွင်းလုံးဝဖျက်ဆီးသွားလာခွင့်မပြုဖို့အတိပေးထားပါတယ်။လမ်းကိုအသုံးပြုဖျက်ဆီးသွားလာရင်ပကဖအဖွဲ့ရဲ့စစ်ဆေးခြင်းအပြင်ထုတ်ပြန်ချက်ကိုလိုက်နာမှုမရှိဘဲသွားလာရင် ထိခိုက်မှုတစ်စုံတစ်ရာအတွက်လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ဖော်ပြထားပါတယ်။ ဒါအပြင်မတင်ကဖွဲ့ရအားလုံးကိုထိရောက်စွာအေးအယူမယ်လို့လည်းတတိပေးထားပါဗျ။နှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီးဗိတ်တဝဲသွားကာလန်ပိတ်သွားပြီးဒီကနေ့အထိကားအထက်အစင်းလုံးဝမရှိဘူးလို့တရချောင်းမြို့နယ်ပြည်ဖြူကြီးရွာကဒေသခံမျိုးသမီးတူကပြောပါဗျ။အလားတူတရချောင်းအောက်ဖက်ပလောမြို့နယ်ပလောက်မြို့အနီးဗိတ်တဝဲကာလန်ပေါ်ကစင်ထိုးကြီးရွာမှာလဲ KNL နဲ့စစ်ကောင်စီတပ်တွေကြားနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေပါဗျ။ ဧပြီလ19ရက်ကညအချိန်10နာရီခွဲမှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစင်ထိုးကြီးရွာနဲ့အင်းမရွာတွေကိုလည်းစစ်ကောင်စီကဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။ဘိတ်တဝဲလမ်းပိုင်းမှာရက်ရှည်တိုက်ပွဲဖြစ်ပွားနေတာကြောင့်ခီးသွွားတွေဟာကုံလန်းအစားရေလန်းကိုအဓိကထားအသုံးပြုနေရတယ်လို့ဒေသခံတွေကပြောပါဗယ်ဘိတ်တဝဲလမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ KNL PDF ပူးပေါင်းတပ်တွေကြားစစ်ရေးပြင်းထန်လျက်ရှိပါတယ် နှစ်ဖက်တိုက်ပွဲနဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်တဝဲဘိတ်ကော်တောင်းကခီးသွွားပြည်သူတွေနဲ့ခီးသွွားရင်တွေယာနဲ့ချီပိတ်မိနေပါဗျ။ဧပြီလ20ရက်ကစပြီးမြိတ်မြို့နဲ့တဝဲမြို့ကိုအ мян ရင်ရင်ပြေးဆွဲမှုတွေရှိလာပြီးခီးစဉ်အတွက်တအူးကို3သိန်းကျပ်ပေးရတယ်လို့ခီးသွွားတွေကပြောပါဗျ။ခီးစည်းရိုက်တအူးကို3သိန်းကျပ်ဟာကုန်းလန်းကနေတွားရတဲ့ဇီးရိုက်ထက်ဆယ်ဆနီးပါးမြင့်မားနေပါတယ် ပလောမျိုးကနေတဝဲမျိုးကိုခီးသည်တူကိုကြက်တသိန်းနှုံနဲ့ရေချောင်းကနေဆက်လီနဲ့အသွားပြန်ပြေးဆွဲပေးနေတယ်လို့သိရပါဗျ။မဖြစ်မနေအေးပေါ်သွားရမယ့်ခီးသည်တွေကတော့စပီးဘုတ်စီးသွားနိုင်ပြီးငွေကြေးမတက်နိုင်တဲ့ခီးသွားပြည်သူ ထောင်ချီဟာတဝဲမျိုးမြိတ်မျိုးနဲ့ပလောမျိုးနယ်တွေမှာစောင့်ဆိုင်းနေဆဲဖြစ်တယ်လို့သိရပါဗျ။မြိတ်မြို့မှာကြက်ဥစည်းဆက်တိုက်တက်နေပါတယ် ဧပြီလ16ရက်လောက်ကကြက်ဥတလုံးကိုငွေကြက်900ဝန်းကျင်ရှိရာကနေရပ်ပိုင်းအတွင်းဈေးနှစ်ဆနီးပါးမြင့်တက်လာပြီးကြက်ဥတလုံးကိုကြက်1000ဝန်းကျင်အထိဈေးပေါက်နေတယ်လို့မျိုးကန်တွေကပြောပါတယ်။ဘိတ်တဝဲကားလမ်းမှာတိုက်ပွဲဖြစ်ပွားနေပြီးကားလမ်းပိတ်ဆို့ထားတာကြောင့်ဈေးတက်လာတာဖြစ်တယ်လို့မျိုးကန်တွေကပြောပါတယ်။ပစ္စည်းပြက်လာလို့ဈေးတက်တာလို့ရောင်းချသူတွေကပြောပါတယ်။တဝမ်မျိုးအိမ်ရှိပြင်ရက်ကွက် တဝဲမြို့ပတ်လမ်းမပေါ်မှာရှိတဲ့ရွှေဝဲသစင်တဲခိုရိတ်တာဟာဧပြီလ24ရက်ညနေပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။တဲခိုရိတ်တာအတွင်းမှာရှိတဲ့လုံချင်းအဆောင်တဆောင်ရဲ့အခန်းတစ်ခန်းကနေမီးစတင် လောင်ကျွမ်းခဲ့တာလို့မီးငိမ့်တက်ရမှာပါဝင်ကူညီဆောင်ရွက်ခဲ့သူတို့ကဆိုပါတယ်။အချိန်မီမီးငိမ့်တက်နိုင်ခဲ့တဲ့အတွက်ကြီးကြီးမားမားဆုံးရှုံးမှုတွေမဖြစ်ခဲ့တယ်လို့တန်ငါတပါအနေငယ်တန်းရရခဲ့တယ်လို့ပြောပါတယ်။ မိဟာမျက်နှာကြက်မှာတက်ဆင်ထားတဲ့လျှက်ဆက်ပန်ကအပူလွန်ကဲရာကနေမိလောင်ခဲ့တာဖြစ်တယ်လို့တင်းင်းသာရီတိုင်းမိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မိလောင်မှုကြောင့်တဲခိုခန်းရဲ့အခန်း၈ခန်းကတယောက်အိတ်ကတင်၈လုံးပန်က၈ခုမိလောင်ဆုံးရှုံးခဲ့တယ်လို့မိသက်ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။မီးလောင်မှုကိုတိုင်းမီသက်ဦးစီးဌာနကမီးသက်တပ်ဖွဲ့ဝင်တွေမြို့ခံပရိုက်တာအဖွဲ့တွေနဲ့ပြည်သူတွေဝိုင်းဝန်းငြိမ်းသက်ခဲ့တယ်လို့မီးသက်ဦးစီးဌာနကဆိုပါတယ် ထိုင်းနိုင်ငံတောင်ပိုင်းပရာကျွတ်ခီရီခန့်ခရိုင်ဟွာဟင်ကမ်းခြေမှာရဲဘတ်သုံးလေရင်ငယ်တစ်စင်းပင်လယ်ထဲပြတ်ကျပြီးရဲမူကြီးတဦးအပါအဝင်ရဲတပ်ဖွဲ့ဝင်၅ဦးသေဆုံးကြောင်းထိုင်းတရင်ဌာနတွေမှဖော်ပြပါဗျ။ဧပြီလ25ရက်ဒီကနေ့နနက်8:15မိနစ်မှာအဲ့ဒီလေရင်ငယ်ဟာချန်အန်နဲ့ဟွာဟင်ကမ်းခြေကြားကို ပြတ်ကျခဲ့တာဖြစ်ပါတယ်။ လေရင်ငယ်ဟာလေထီးခုံလေ့ကျင့်ရေးအတွက်ရာသီဥတုကိုစစ်ဆေးဖို့လေ့ကျင့်ပြန်တန်းတဲ့အချိန်ပင်လယ်ထဲပြတ်ကျခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောပါရယ်လေရင်ပေါ်မှာရဲတပ်ဖွဲ့ဝင်6ဦးလိုက်ပါလာပြီးလေရင်ပြတ်ကျမှုကြောင့်5ဦးသေဆုံးပြီးတော့ကြံရဲတပ်ဖွဲ့ဝင်2ဦးကဒဏ်ရာအပြင်းထန်ရပြီးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါရယ်အခုလက်ရှိမှာလေရင်ပြတ်ကျရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေစေဖြစ်ပြီး နောက်ထပ်မတော်တဆမှုမရှိစေရေးကာကွယ်ဆောင်ရွက်သွားမယ်လို့ရဲတပ်ဖွဲ့ဖက်ကပြောပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းစူရတ်ဌာနီခရိုင်က ထိုင်းမြန်မာစာတင်ကြောင်းမှာဧပြီလ19ရက်ကစပြီးမေလ6ရက်နေ့အထိမြန်မာကလေးငယ်တွေကိုကျောင်းအပ်လက်ခံနေတယ်လို့အဲ့ဒီကျောင်းကကျောင်းတာဝန်ရှိသူကပြောပါတယ်။ပုဂ္ဂလိကစာတင်ကြောင်းဖြစ်တဲ့တော်ဝင်ဖက်တနာကျောင်းမှာ ကျောင်းအပ်လက်ခံနေတာ ဖြစ်တယ်လို့ဆရာမကြီးဒေါ်စောယူနယ်ကပြောပါတယ်။အဲဒီကျောင်းမှာမူဂျိုကနေ၉ရန်းအထိမြန်မာကျောင်းသူကျောင်းသားတွေကိုမြန်မာသင်ယူအတိုင်းသင်ကြားပေးနေတာပါ။ဒါအပြင်ထိုင်းဘာသာကိုထိုင်းလူမျိုးဆရာမကသင်ကြားပေးနေတယ်လို့ဆရာမကြီးဒေါ်စောယူနယ်ကပြောပါတယ်။ကျောင်းအပ်မဲ့သူတွေအနေနဲ့မိဘအုပ်ထိန်သူရဲ့အထောက်ထားစာရွက်စာတမ်းနဲ့တထေးထောက်ခံစာပေးရမှာဖြစ်ပါတယ်။ကျောင်းဝင်ကြီးအဖြစ်ဘတ်900ပေးသွင်းရမှာဖြစ်ပြီး ထိုင်းတင်ယိုဖတ်စာအုပ်နဲ့မြန်မာတင်ယိုဖတ်စာအုပ်ခဲတံစတဲ့တင်ထောက်ကူပစ္စည်းတွေကိုတော့အခမဲ့ပေးတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ပညာသင်နှစ်ကမြန်မာကျောင်းသူကျောင်းသား300ဝန်းကျင်ရှိပြီးမြန်မာဆရာဆရာမ10ဦးနဲ့ထိုင်းဆရာမတွေကသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ဒီနှစ်မှာတော့ကျောင်းသားဦးရေထပ်တိုးလက်ခံသွားမယ်လို့ဆရာမကြီးကပြောပါဗျ။စူရတ်ဌာနီခိုင်မှာမြန်မာရွှေပြောင်းစာသင်ကျောင်းအများအပြားကို ထိုင်းအာဏာပိုင်တွေကပိတ်သိမ်းခိုင်းလိုက်တဲ့အတွက်မြန်မာကလေးငယ်ထောင်ပေါင်းများစွာပညာသင်ယူခွင့်ဆုံးရှုံးနေပါတယ်။ဝက်ဖို့ဝိုင်မြန်မာကျောင်းကတော့ပုဂ္ဂလိကထိုင်းကျောင်းဖြစ်တဲ့တဝံဖတ္ထနာကျောင်းနဲ့လက်တွဲလိုက်တာကြောင့်2024ခုနှစ်ဇွန်လ၄ရက်မှာကျောင်းပြန်ဖွင့်ကနိုင်ခဲ့တာပါ။အခုလိုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါစမ်းမချမ်းသာကြပါစေ။ ကပ်ဘေးမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်။